တာယာရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမယ် channel ကနေမှထပ်ပြန်လည်ပြီးကြိုဆိုပါရယ်ဒီနေ့ကတော့ပထမဥဆုံးအနေနဲ့ကျွားတော့အောင်ပွဲတဲ့နေနဲ့ရင်စမယ်ဒီဥစ္စာကဗီဒီယိုကတော့ပြလို့မရဘူး YouTube ကနေလက်ခံနိုင်တဲ့ဗီဒီယိုမဟုတ်တဲ့အတွက်ကြောင့်တပ်ပုံမှာပဲအတန်ထည့်ထားတယ်နားထောင်ကြည့်ရအောင်ဒီဒူဝမ်ပစ္စည်းအဲ့လိုချက်စားထားတဲ့ကောင်လေအခုလိုခွေးတွေဝက်တွေသိပြီမလားလုံးမစကန်းချထားတဲ့နေရာကြီးအချင်းအဲ့လိုဆိုဖာလေးအောင်ပါလိုက်သေးတယ်ဖုန်းချောင်းဝင်းထဲမှာဖုန်းချောင်းဝင်းထဲဝင်ပြေးသွားတာချီကြတက်လာမင်းတို့အဖအသားရလား ဒီရရမယ်ကြည့်ဘယ်တက်ကဒါဘယ်တက်ကကောင်းလေဘယ်တစိမပေါ့ကြည့်ရင်ကြည့်တွေ့လားတွေ့လားတွေ့လားချက်စားရတာမှာချက်စားရတာဒီမှာပြီးတော့ပြီးသေးချက်စားရတာဟိုမှာกินအားလုံးရှိသေးတယ်ဒါလားမင်းတို့ချင်းကြတတ်မလို့ဟလားဘယ်တစိဘယ်တစိပါလေးကမရှိလေကွာဒါဘယ်တစိပါလားကြည့်ရင်ကြည့်ရင်ကြည့်ရတော့မင်းတို့ဘယ်တစိဟလားဒါဘယ်ကကောင်းလေဘယ်ကကောင်းလေတစ်ချက်ချိုးမယ်မြောက်ပိုင်းတိုင်းကကောင်းလေကြည့်ရင်မပါခါကောင်းလေတွေ့လားရောက်တွေ့လားမြောက်ပိုင်းတိုင်းလားမင်းတို့မပါခါလေလားချင်းချင်းချင်းမြန်နေလား ဒါကတော့ကားမိုင်းကနေမှဖကန့်ဘက်ကိုတက်လာတဲ့ခွေးတွေဖြစ်တယ်။ဆိုတော့ဒီခွေးတွေကဒီရွာထဲမှာနေရကတော့အတိအကျပြောလို့မရတယ်ဘူးเนาะ။ဒီရွာထဲမှာသူတို့တပတ်နေခဲ့တယ်။မြန်မာနိုင်ငံမှာကခွေးလာရင်လူတွေထွက်ပြေးနေကြဆိုတော့ ခွေးတောင်မှခွေးယူဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေထွက်ပြေးနေတယ်။ဆိုတော့ဒီယွာထဲမှာပြည်သူတွေမရှိတဲ့အခါမှာပြည်သူတွေရဲ့အိမ်ထဲမှာနေကြတယ်။ယွာထဲမှာရှိတဲ့တရိစံတွေကိုခွေးတွေကသူတို့ရဲ့ခွေးကောင်းဆောင်မှသူတို့ကိုအစာကောင်းကောင်းမကျွေးတဲ့အတွက်ကြောင့်လူတွေရဲ့တရိစံတွေကိုကိုက်စားကြတယ်။အခုဒီဗီဒီယိုမှာဆိုလို့ရှိရင်သူတို့အသားတွေခုတ်ထားတာတွေအများကြီးပဲမချက်သေးတဲ့အသားတွေရှိတယ်လို့ ချက်ထားတဲ့အသားတွေလည်းအများကြီးရှိတယ်တချို့ကျတော့ခုတ်ဖြတ်နေတဲ့ဥစ္စာတွေရှိတယ်အဲ့လိုမျိုးပြအသားတွေအားလုံးကိုတို့ကကြိုက်တယ်လို့အချိန်ပြည့်စားဖို့ရန်တော့တို့ပြင်ဆင်နေတာအဲ့ဒီအချိန်မှာပဲ KIA နဲ့ပို့ပေါင်းတော်လိုက်ရဲ့ဒီရဲ့တိုက်ခိုက်မှုအကြောင်းချက်ထားပေမဲ့မစားနိုင်ဘူးခွေပြွက်ဝက်ပြင်းနဲ့အခုဒီဖုန်ကြီးကြောင်ဘက်ကိုထွက်ပြေးသွားတယ်အမှမတာတွေလည်းအများကြီးပေါ်နေတယ် ပြီးတော့ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာလည်းတိုက်ပွဲတွေကဆက်လက်ပြီးဖြစ်ပွားနေတာဖြစ်တယ်။ခွေးဂျပူကတော့သူတို့ကိုအတရက်ကို950ပဲရတာဘလို့နဲ့အသားစားနိုင်မလဲ။နော်သရစ်ဆာအမွေးတောင်သူတို့ဝယ်စားနိုင်တဲ့အစွမ်းစားမရှိဘူး။ဆိုတော့အခုသူတို့ကယူအားကပီတူရီရဲ့သရစ်ဆန်တွေကိုဒီလိုမျိုးစားနေကြတယ်။ဆိုတော့ဒီမှာခွေးတွေမတားတဲ့အများကြီးပေါ်သွားတယ်။ ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့အမင်လ12ရက်နေ့တုန်းကဒီဘေးရင်မှာ NUG တွေဖွင့်လှစ်ထားတဲ့အကြောင်းကိုဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်အကြောင်းအခုကတော့ NUG တွေကဒီနွေရတီမှာ ဖွင့်လှစ်ထားတဲ့တနိုင်ငံလုံး NUG ဒီနဲ့ကျွတ်တော်လာရဲဒီထိမ့်ထုတ်ထားတဲ့နေရာမှာ ဖွင့်လှစ်ထားတဲ့ຫນွေရာတီចောင်းကိုအားလုံးကိုပိတ်လိုက်ရတယ်ဆိုတဲ့အကြောင်းသိရှိရတယ်။ ။ဘာကြောင့်မို့အခုဒီလိုမျိုးနွေရာသီမှာဒီလိုမျိုးကြောင်းတွေဖွင့်တယ်လဲဆိုတော့ NUG တွေနဲ့ကျမတို့တော်လိုင်းရဲတွေထိ ंछ ုပ်ထားတဲ့နေမြေမှာရှိတဲ့ကလေးတွေအားလုံးဟာ2026ရောက်တဲ့အခါမှာကိုယ့်ရဲ့အသက်နဲ့အတန်းတွေညီဖို့ရန်အတွက်ဒီလိုမျိုးမရမနာပညာတွေတင်ပေးနေတယ်ဆိုတော့ကိုသိရတယ်ဒါပေမဲ့အခုစစ်ခွေးတွေကကျတို့တော်လာရဲတွေနဲ့တိုက်ခိုက်တဲ့နေရာမှာမနိုင်တဲ့အတွက်ကြောင့်သူတို့ရှိတဲ့လေရင်နဲ့ နေရတကားကိုဘုံကျဲပြီးမှတိုက်ခိုက်နေတာဖြစ်တယ်ပြီးတော့ဒီဘေးရင်းတုံးကကလေးတွေတဲတဲ့အခါမှာလဲဘာပြောခဲ့တလဲဆိုတော့ ဒီတဘုံကြီးရှိတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဘုံကျဲတယ်လို့ပြောတယ်ဆိုတော့ဒီနေ့စစ်ခွေးတွေရောဘောမတွေရဲ့မျက်လုံးထဲမှာကလေးလားလူကြီးလားသူတို့မခွဲခြားဘူးကလေးနဲ့လူကြီးကိုတရားနဲ့မြင်ပြမှာသူတို့တိုက်ခိုက်နေတယ်ဆိုတော့ကိုသိရတယ်ဆိုတော့အခုဒီ2026မှာအသက်နဲ့အတန်းတွေကိုက်ညီဖို့ရန်အတွက် NGD ကျူးစားပေမဲ့လည်းပဲစစ်ခွေးတွေရဲ့เนาะဒီလိုမျိုးမနာလိုတဲ့အတွက်ကြောင့်အခုကတော့နွေရာသီမှာတင်တဲ့အတန်းတွေအားလုံးကို ပိတ်လိုက်ပြီဆိုတဲ့အကြောင်းသိရတယ်ဒါတော့ကျွန်တော်ရဲ့ ဝမ်းနစ်ရှာအကြောင်းပေါ့နော်ခွေးတွေကတော့လူနဲ့မတိုက်နိုင်တဲ့အခါမှာသူတို့မှာရှိတဲ့ပီတူဒီရဲ့ဂုတ်ဆုပ်ပြီးမှရထားတဲ့ပတ်စံတွေနဲ့လက်နဲ့ခဲရံတွေဝယ်ပြီးကျောတို့ပီတူဒီကိုတတ်နေတယ်အခုသူတို့ကတော့ပညာရေးပညာရေးလို့ပြောပေမဲ့ဒီနေ့ပညာတင်နေတဲ့ကလေးတွေကိုပါသူတို့မချမ်းဘူးဆိုတော့ဒီနေ့ကျမတို့တော်လိုက်ရတဲ့အတီးပဲဖြစ်တယ်နော် ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့ရခိုင်ပြည်နယ်သတင်းနဲ့စမယ်။တောက်ဖြူမြို့နယ်မလကျွန်းမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်။ဆိုတော့အဲ့တိုက်ပွဲပွားဒီရှစ်တန်းမှာတိုက်ခိုက်နေတဲ့ဒီခလာရ34ကတတကြီးဇော်မြင့်နဲ့အတူခွဲခဏကောင်ကထွက်ပြေးသွားတယ်။ထွက်ပြေးသွားပြီးတရက်အကြာမှာ ခွေးကောင်းဆောင်တွေတည်တဲ့အခါမှာသူတို့ကိုလိုက်လံဖမ်းဆီးဖို့ရန်တွက်ဆိုပြီးမှအာတရင်ထုတ်လိုက်တယ်အဲ့ခါမှာတရက်ကျော်ပြီးတဲ့နောက်ပိုင်းမှာဒီဇော်မင်းကိုတယုတ်ဒီရဲ့လက်စစ်ဖြန့်ဖြူးတဲ့နေရနာနာမှာဇော်မင်းကိုဖမ်းမိတယ်အဲ့ဖမ်းမိတဲ့အဲ့နာမှာပဲသူ့ကိုတတ်ဖြတ်လိုက်တယ်လို့သိရတယ်ဒါမဲ့ဇော်မင်းလုံးကတော့ဒီနေ့ဒီရဲ့ချိန်ထိဒီတက်ချက်ကြီးဇော်မင်းနဲ့ခွေးခုနကောင်ကိုမတွေ့သေးဘူးလို့ပြောတယ်တကယ်ကြတော့သူတို့ကိုပြစ်တက်လိုက်ပြီးဆိုတာကိုသိရတယ်ပြီးတော့ကြောက်ဖြူမှာပဲမလကျွန်းနဲ့ဒီတယုတ်လက်စစ် ဖြန့်ဖြူးတဲ့နေရာနားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်။တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အခါမှာလေရင်နဲ့တပ်မ96စစ်ကြောင်းကိုလာချတယ်။အဲ့ထဲမှာတပ်မ96ရဲ့ဘုံမူးနဲ့အတူခွေးတချို့ကတော့ထွက်ပြေးသွားတယ်လို့သိရတယ်။ဆိုတော့ခဏတုန်းကလည်းတက်ကြည်ဇော်မြင့်နဲ့ ခွေးခုနှစ်ကောင်ထွက်ပြေးသွားတယ်အခုလည်းဒီမှာဘုံမိုးနဲ့အတူစစ်ခွေးတချို့ကထွက်ပြေးသွားတယ်လို့ပြောတယ်ဒါကိုလည်းပဲစစ်ခွေးတွေကနေမှပြစ်တက်ဖို့ရန်အတွက်အမိန်ပေးခဲ့တယ်လို့ပြောတယ်ဒါကြောင့်မို့ပဲမေလတရက်နေ့တုန်းကတော့ဒီဘုံမိုးနဲ့ခွေးတချို့ကိုတွေ့တယ်အဲ့မှာပဲတက်ဖြတ်ခဲ့တယ်ဆိုပြီးမှတက်သွင်းတဲ့ရင်ကနေမှအသိရှိရတယ်အခုတို့ကရခိုင်ဘက်ကိုတို့လုံးဝမလာရဲဘူးလာကိုမလာရဲတဲ့အခြေအနေဖြစ်နေတယ်ဆိုတော့အဲ့ထဲမှာဘဒူရီနဲ့တိုက်နေတယ်လေဆိုတော့ချဲလင် တယင်းဖြစ်တဲ့ခမရ940နှစ်ခမရ943နဲ့ချတယ်ပြီးတော့ခြေလင်းမြန်တယင်းတဲ့เนาะခြေလင်းရိုးရိုးမြန်တာတော့မလင်းပြမမြန်ရမယ်ဆိုတော့ခြေလင်းမြန်တယင်းဖြစ်တဲ့ခလရ30လဲနေလေအဲ့မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတော့အခုဒီကြောက်ဖြူဘက်မှာတိုက်ပွဲတွေနေ့တိုင်းလိုလိုဖြစ်ပွားနေတယ်အရခတ်တတော်ဒီကတော့เนาะဒီလကုံဝတိညီနောင်သုံးဖော်နဲ့အတူတူသူတို့ကတော့ဒီရရည်ပြစ်ခတ်ရဲစဲကိုလှုပ်ထားတာဖြစ်တယ်ဒါပေမဲ့ ဒီညီနောင်သုံးဖော်ဆိုတဲ့အထဲမှာတောင်းမှာ MNDAAD ကတော့သုံးဖော်ထဲမှာပဲပါနေတာသူတို့ကတော့စစ်ခွေးတွေနဲ့အပြစ်ခရက်ဆဲထားပြီးတာဖြစ်တဲ့အတွက်ကြောင့်ညီနောင်သုံးဖော်ဆိုပေမဲ့ TNLA နဲ့ဒီ AA ပေါ့နော်ဆိုတော့ TNLAD မှာတော့နေ့တိုင်းနေ့တိုင်းကြွားရုတ်တည်ရဲ့အတိုင်းပဲဘုံကျဲတိုက်ခိုက်ခြင်းကိုလုပ်နေတယ်။ AAD ကိုတော့အခုလေရင်နဲ့တော့မပစ်ဘူး။ ပစ်တာကတော့ပြီးသူတွေကိုလိုက်ပစ်နေတယ်အခုရခိုင်ပြည်နယ်မှာကတော့နော်ဒီ AAD နဲ့စစ်ဖြစ်တဲ့နေရာမှာတော့ဘုံကျဲတိုင်မကြဘူးဒါပေမဲ့အဲကြောက်တော်ဒီမှာနော်ပြီးသူတွေပဲရှိတယ် AAD နဲ့တိုက်ပွဲမဖြစ်တဲ့နေရာမှာတော့ဘုံဒီလည်းနေ့တိုင်းလိုလိုကိုကျဲနေတယ်ဆိုတာသိရတယ်ဆိုတော့အခု AAD လည်းသူတို့ကတော့ရရင်ပြစ်ခတ်ရထားတာဖြစ်တဲ့အတွက်အကြောင်း စစ်ခွေးတွေလာမဆမချင်းအေးအေးဒီကတော့တိုက်မှာမဟုတ်ဘူးဒီနေ့ကျမတို့တော်လာရေးတွေအားလုံးကတော့ဒီအာလွန်ခဲ့တဲ့အချိန်မှာကျမတို့ KIAD နဲ့အတူဒီ NUGD ရော NUG လက်အောက်ထဲမှာမရှိတဲ့ PDF တွေရောရရည်ပြစ်ခတ်ရဆဲထားတဲ့ခါမှာလုံးဝအထူးစစ်မစင်ဘူးကျတို့ကတော့ခုခံစစ်ကိုလှုပ်ထားတယ်အခု AAD နဲ့ထူနီလကောင်းပဲလုံးဝသူတို့ဘက်ကနေထုစစ်မစင်ဘူးလာတဲ့ခွေးတွေကိုပဲသူတို့ကနေမှနော်ခုခံပြစ်ခတ်ရင်းနဲ့ပဲသူတို့မတာပေါ်သွားကြတာ ဒါပဲရှိတယ်เนาะဆိုတော့အခုမကြခင်မှာကြောက်ဖြူမြို့ဘက်မှာလည်းပဲ AAD ဒီရရပြက်ခတ်ရဆေးပြီးပြီဆိုလို့ရှင်တော့အောင်ပွဲကြီးကြီးမားမားတွေရရှိဖို့အတွက်အများကြီးရှိသေးတယ်เนาะဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ TNLAD ရဲ့အကြောင်းနည်းနည်းလေးပြောချင်တယ်ဒါကတော့ခါတိုင်းလို့ကျွတ်အရှေ့မရှင်းပြတော့ဘူးတော်တော်လေးပြောပြချင်တယ်ဒါပါလေးဆိုတော့ FBNCC ဆိုတဲ့လက်နက်ကင်ခွန်ဖွဲ့ဖြစ်တဲ့ WA MNDAA KIA NDAA SSPP AA TNLA ဆိုပါဒီလက်နက်ကင်ခနဖွဲကနေမှာ April 29ရက်နေ့ကနေမှာ May 12ရက်နေ့ထိနပတ်တိုင်းတိုင်းအကျေအလေတော်လရင်းနဲ့အဆိုင်တဲ့ကိစ္စစစ်ရေးနိုင်ငံရေးနေမြေရေးဒီနေမြေနဲ့ပတ်သက်တဲ့ရောအသေးစိတ်တို့နပတ်လုံးလုံးဆွေးနွေးခဲ့ကြတယ်ဝါဒီထုံချုပ်ထားတဲ့နေမြေဖြစ်တဲ့ပန်ဆိုင်မှာဆွေးနွေးခဲ့ကြတယ် ဆက်နှစ်ရက်နဲ့အထိဒီအစည်းအဝေးကိုလုပ်ခဲ့တယ်။မေ23ရက်နေ့မှာ KIA ကပန်ဆိုင်ကနေမှ KIA ဌာနချုပ်ဖြစ်တဲ့လိုက်စာဘက်ကိုပြန်သွားတယ်။ဆက်နှစ်ရက်နေ့ညမှာအစည်းအဝေးပြီးသွားတယ်။23ရက်နေ့မှာ KIA ကလိုက်စာပြန်သွားတယ်။24ရက်နေ့ကနေစပြီးမှ28ရက်နေ့အထိ9ရက်ဆက်တိုက်နေ့တိုင်းနေ့တိုင်း TNLA in Adi ကကျတော့ KIA ထိန်းချုပ်ထားတဲ့နေရာဘက်ကို sit in Adi နေတိုင်းပို့ဆောင်နေတယ်ဆိုတော့ကိုသိရတယ်။ဘာသဘောဆောင်တယ်လဲဆိုတော့ကျွတ်လည်းမပြောတတ်ဘူး။နော်ဒီလောက်ပဲကျွတ်ပြောချင်တယ်ဒီ TNLA နဲ့ပတ်သက်ပြီးတော့မနေ့က Iron နဲ့ပတ်သက်ပြီးတော့ကျွတ်ဗီဒီယိုတင်လိုက်တဲ့အခါမှာမျိုးစုံတော့ comments တွေလာခဲ့တယ်အဲ့ထဲမှာအတော်လေးတူညီတဲ့ comments တခုကိုကျမဖြည့်ပေးခြင်းနဲ့ဒါကဗာလေးဆိုတော့ NUG ဒီမားတဲ့ဥစ္စာကို online ကနေမအော်ရင်ဘယ်လိုလုပ်မလဲပြီးလို့ရှိရင်လည်းအခုဒီပန်ဆယ်လိုတွေလည်းပတ်စံယူစားနေကြတာပဲဒီ online ကနေမှမအော်ရင်ဘယ်လိုလုပ်မလဲလို့ပြောတယ်ဆိုတော့ဒီကိစ္စကိုကျမနည်းနည်းလေးပြောပြခြင်းနဲ့ကျမက ပန်ဆယ်လိုရဲ့တငယ်ချင်းလည်းမဟုတ်ဘူးပန်ဆင်တို့နဲ့လည်းကျမမသိဘူး NUGD ကဒီနေ့ကျမတို့တော်လာရဲတွေရဲ့ဂျာကာလာအစိုးရဆိုပြီးမှလက်ခံထားတဲ့ယုံကြည်ထားတာဖြစ်တယ်ဆိုတော့ဒီနေ့ NUGD လည်းစင်းလုံးချောကောင်းတယ်လို့ကျမဆိုလိုတာမလုံးဝမဟုတ်ပါဘူးအခု Iron ရဲ့ဗီဒီယိုထဲမှာသူအမြဲတမ်းပြောတာဟာ ပန်းဆဲလိုနဲ့လည်းသူအလူတွေအတူတူလုပ်တယ် project တွေသူအတူတူလုပ်တယ်ဆိုတော့ပန်းဆဲလိုနဲ့သူဘလို့ဆက်သွယ်တယ်လဲဆိုတော့ဒီလိုမျိုး online ကနေ op ဆက်သွယ်တာမဟုတ်ဘူးဆိုတာတော့ကျမတို့အားလုံးလက်ခံပြီးသားဖြစ်နေမယ်ဆိုတော့သူတို့ဘက်ကနေ phone ဒါမှမဟုတ်လို့ရှိရင်ဒီ facebook messenger တွေအားဖြင့်တော့လကောင်းဒါမှမဟုတ်တခုခုနဲ့သူတို့ဆက်သွယ်ကြလိမ့်မယ်ပြီးတော့ဒီ ngg နဲ့လည်းသူဒီလိုပဲ messenger တွေ phone line တွေတခုခုကနေမှဆက်သွယ်တဲ့အဥ္စာတွေရှိနေမယ်ဆိုတော့အခုဥပမာအခု ပန်းဆဲလိုကဒီလိုမျိုးခိုးစားတယ်မကောင်းဘူးဆိုလို့ရှိရင် online ကနေ order လို့ရှင်တော့ကျွန်တော်တို့တော်လိုင်းရဲ့ပုံရိပ်ကြတယ်ဒါကြောင့်ပန်းဆဲလိုမကောင်းဘူးလားပန်းဆဲလိုကအလူငွေတွေစားတယ်လို့ကိုကခံယူသလားခံယူတယ်ဆိုလို့ရှိရင် ဒီပန်ဆယ်လိုကသူများရဲ့ပတ်စံအိတ်ထဲကပတ်စံတွေကိုတွားခိုးတာတော့မဟုတ်ဘူးသူ့ကိုအလူပေးတဲ့သူရှိတယ်ဒီအလူကနေစားတယ်လို့ပဲထားဒီဆိုလို့ရှိရင်အလူဘသူပေးတယ်လဲသူသိရမယ်ဘာကြောင့်လဲဆိုတော့ပန်ဆယ်လိုနဲ့သူ project အတူတူလုပ်တယ်ဆိုကြတဲ့ကတော့ဘေး community တွေကဒီပန်ဆယ်လိုနဲ့ iron ကိုပတ်စံပေးတယ်လဲဆိုသူသိရတော့မယ်ဆိုတော့ဥပမာအခုပန်ဆယ်လိုက US မှာရှိတဲ့အတွက်အကြောင်းအထူးသဖြင့်သူ့ကိုကူညီတဲ့သူတွေဟာ US မှာရှိတဲ့မြန်မာက community တွေဖြစ်တယ်ဆိုတော့မြန်မာ community ကိုရဲလိုက်ငွေတို့လုတ်တဲ့ဒီ project ထဲကနင့်တို့ပေးတဲ့အလူငွေဘလောက်ဘလောက်ကပန်ဆယ်လို့စားနေပါတယ်ဆိုတဲ့ဥစ္စာကို US မှာရှိတဲ့ community တွေကိုစရဲလိုက်ဒီ community တွေမပေးရင်ပန်ဆယ်လို့လုံးဝပတ်စံမရဘူးထို့နည်းတူပဲ community တွေကလည်းမပေးရင် NGO တွေလည်းမရဘူးဒါကြောင့် online ကနေဒီလိုမျိုး origin အဖြစ်ဒီပြဿနာကိုဖြေရှင်းသွားတာမဟုတ်ဘူးဖြစ်တဲ့အရင်အမြင့်ကို US ကထောက်ပံ့တလား US ကိုစာရေးလိုက်เนาะမြန်မာ community ဖြစ်တဲ့အတွက်ကြောင့်ပန်ဆယ်လိုဟာဒီပတ်စံဒီကိုဒီလိုဒီလိုလောက်လိုက်ပါတယ် NUG ကြီးကဒီပတ်စံဒီကိုဒီလိုဒီလိုလောက်လိုက်ပါတယ်နင်တို့စစ်ကြည့်ပါလောက်ကြည့်ပါအဲ့လိုမျိုးပြောလိုက်ဆိုလို့ရှိရင်တော့သူ့ကိုပတ်စံပေးတဲ့ community ကလူတွေကစစ်ကြည့်လိမ့်မယ် online ကနေ order ဥစ္စာက 班赛罗都来，缅甸么搞的喽？缅甸艾瑞娜都来么搞不？ ကူညီတဲ့သူတွေတော့တွေ့လည်းမကောင်းဘူးဒီနဲ့ကျတော့ကလူမျိုးပဲရှိတယ်ကျတော့မြန်မာနိုင်ငံမှာတော်လိုင်းရဲဘက်ကိုပါတဲ့လူမျိုးနဲ့ခွေးဘက်ကိုပါတဲ့လူတွေနှမျိုးပဲရှိတယ်ဆိုတော့ကျမကဘ ᱹ ဒုကိုပဲဖြစ်ဖြစ်ဒီတော်လိုင်းရဲထဲမှာပါဝင်နေတဲ့သူတွေတယောက်နဲ့တယောက်ရံဖြစ်တာကျမလုံးဝမကြိုက်ဘူးเนาะမနေ့ကလည်းပြောတယ်ကျမတို့ကကိုနိုင်တဲ့ဝန်ကိုကိုထမ်းပြီးမှဒီတော်လိုင်းရဲထဲမှာပါဝင်နေရတာဖြစ်တယ်ဒါကြောင့်မို့ ပန်ဆယ်လိုတွေကိုပဲဖြစ်ဖြစ် NGG တွေကိုပဲဖြစ်ကိုမကျေနပ်တဲ့သူတွေကိုနဲ့အတူတူတွဲလို့ပြီးမှမမမကန်ဘူးလို့ထင်တဲ့သူတွေကို online ကနေမှဒီလိုမျိုး on နေမဲ့အစား direct ဆက်သွယ်ပါပန်ဆယ်လိုကိုမဆက်သွယ်ချင်ဘူးဆိုလို့ရှိရင်ပန်ဆယ်လိုကို ထောက်ပံ့ပေးနေတဲ့ US မှာရှိတဲ့ community တွေကိုစာရဲပါကျမဆိုလို့ချင်တာကဒါဖြစ်တယ်เนาะဒါကြောင့် ဘဒုပဲဖြစ်ဖြစ်ကျမက NUGD မကောင်းဘူးဆိုမှအော်ပြစ်မှကျမအော်လို့ NUG ဘာမှဖြစ်မသွားဘူးဒါပေမဲ့တော်လာရေးပုံရိပ်ကြတယ်ဆိုတဲ့အကြောင်းကိုကျမပြောချင်တယ်ဆိုတော့နားလည်လိမ့်မယ်လို့ယုံကြည်တယ်เนาะပြည်သူတွေအားလုံးကျမပြောရှင်းကြပါစေ